စ်ကောင်စီကို ILO ကအရေးယူပေးဖို့ရန်ကုန်မှာဆန္ဒပြတဲ့တဲ့အာဂျင်တီးနားဖန်ဝရန်အင်တာပိုအကောင့်ထဲပေါ်ဖို့တိုက်တွန်းတဲ့အကြောင်းစစ်ကောင်စီရဲ့ drone 9ဆင်း KIA ပစ်ချတဲ့တဲ့တပိတ်ချင်းမှာတိုက်ပွဲပြင်းထန်နေတဲ့အကြောင်းတွေအပါအဝင်ဒီနေ့နေ့လည်ခင်းအထိနောက်ဆုံးရထားတဲ့သတင်းတွေကိုစုစည်းတင်ပြသွားမှာပါ စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကို ILO ညီလာခံမှာအရေးယူပေးဖို့ရန်ကုန်မှာရှိတဲ့တပိတ်အင်အားစုတွေက ILO A33 မြန်မာ2025စသားပအင်ဂျီတွေဝစ်ဆင်ပြီးဒီနေ့ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။အာဏာသိမ်းကာလအတွင်းအလုသမားတွေကိုအထမအလုခိုင်းစေတာလွတ်လပ်စွာအသိမ်းဖွဲ့စည်းတာနဲ့စီးယုံခွင့်တွေကိုပိတ်ပင်နေတာတွေကြောင့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ33အရအရေးယူပေးဖို့တောင်းဆိုတာလို့တပိတ်အင်အားစုတွေကပြောပါတယ်။ 2024ခုနှစ်နိုဝင်ဘာလ6ရက်နေ့ကဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာကျင်းပခဲ့တဲ့352ကြိမ်မြောက် ILO ရဲ့အုပ်ချုပ်မှုကော်မတီအစည်းအဝေးမှာစစ်ကောင်စီကို ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ33အရအရေးယူဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တရားစီရင်နိုင်ရေးအာဂျင်တီးနားတရားရုံးကဖန်ဝရန်ထုတ်ခဲ့တဲ့အပေါ်ကြိုးဆိုကြောင်းသွေးစွန်ငွေဖြတ်တောက်ရေးလှုပ်ရှားမှုဖွဲ့ကမတ်လ9ရက်နေ့မှာထုတ်ပြန်ပါတယ်။ အာဂျင်တီးနားအစိုးရအနေနဲ့နိုင်ငံတကာယာဇဝတ်မှုဆိုင်ရာရဲအဖွဲ့ကနေအလင်းအမြန်ဖမ်းဆီးမိန့်တွေထုတ်ပြန်ရေးတောင်းဆိုဖို့လဲတိုက်တွန်းတယ်လို့ဆိုပါတယ်။ရိုဟင်ဂျာအပေါ်ကျူးလွန်တဲ့ယာဇဝတ်မှုတွေဟာ2022ခုနှစ်မှာဖြစ်ပွားခဲ့တယ်လို့အရတအစိုးရတက်လာပြီး2016ခုနှစ်နဲ့2019ခုနှစ်မှာအကြီးမားဆုံးသောလူမျိုးရုံးတပ်ဖြတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်အာဂျင်တီးနားတရားရုံးဟာပြည်ပြည်ဆိုင်ရာတရားစီရင်မှုအောက်ကနေ လွတ်လပ်ပြီးဗလိုက်မှုမရှိတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ခဲ့တာလို့ယုံကြည်ကြောင်းဖော်ပြထားပါတယ်ရှင်။ကချင်ပြည်နယ်ဗမုံမျိုးကစစ်ကောင်စီစခန်းစကခ21ကိုကချင်လူမျိုးရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးနှစ်ရက်အတွင်းစစ်ကောင်စီ drone 9စီးကိုလည်းပစ်ချနိုင်ခဲ့တယ်လို့အမည်မဖော်လို့တဲ့ KIA သတင်းရင်းမြစ်တွေကပြောပါရတယ်။ စကခ21ကိုမက်လ10ရက်နေ့ကပြန်လည်တိုက်ခိုက်နေပြီးစစ်ကောင်စီကလည်း၄ချောင်းရောဒရုန်းတွေနဲ့ပါခုခံနေတာလို့ဆိုပါတယ်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့ကချင်ပြည်နယ်ပြောခွင့်ရသူနဲ့ KIA ပြောခွင့်ရသူကို RFA ကဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရသေးပါဘူးကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဗမော်မြို့ကို KIA နဲ့ပူးပေါင်းတပ်တွေက2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးမြို့ပေါ်နယ်စစ်ကောင်စီတပ်စခန်းတချို့ကိုသိမ်းယူထားတာဖြစ်ပါရဲ့ရှင် မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မာတန်းမြို့သားလွမြောက်ရေးတပ်မတော် TNLA ပူးပေါင်းအဖွဲ့နဲ့စစ်ကောင်စီတို့ကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတွေနဲ့ကာကွယ်ရေးတပ်တွေကပြောပါရယ်။တပိတ်ချင်းမြို့နယ်ခုနှစ်မိုင်ရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာလနဲ့ချီကြာနေပြီဖြစ်ပေမဲ့လက်ရှိချိန်ထိသိမ်းပိုက်နိုင်ရင်မရှိသေးပဲဒီရက်ပိုင်းမှာနှစ်ဖက်တိုက်ပွဲပြန်လည်ပြင်းထန်လာတာလို့ဆိုပါရယ်။ ဒီနေ့မှလည်းနှစ်ဖက်ပစ်ခတ်မှုတွေရှိနေပြီးစစ်ကောင်စီကလေကြောင်းနဲ့အပြင်းထန်တိုက်ခိုက်တာအပြင်အင်အားဖြည့်တင်တာတွေရှိနေတာကြောင့်စခန်းသိမ်းယူနိုင်ဖို့ခက်ခဲနေတာလို့ကာကွယ်ရေးတပ်တွေကပြောပါတယ်ရှင်။ပဲခူရိုင်းရဲ့နောက်ချမ်းအုပ်ဖို့မြို့နယ်ကကြေးရွာတွေကိုစစ်ကောင်စီတပ်ကမနေ့ကစစ်ကြောင်းထိုးပြီးလူရှိရောက်ခန့်ကိုဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါရယ်။အင်အား30ခန်းရှိတဲ့စစ်ကြောင်းက ကွင်းချေရွာဒေါင်းလေးရွာဒေါင်းကြီးရွာဂွေးချောင်းကြီးရွာနဲ့တပြည့်စံစရီရွာတွေကိုစစ်ကြောင်းထိုးပြီးလူငယ်တွေကိုစစ်မှုထမ်းဖို့ဖမ်းဆီးသွားခဲ့တယ်လို့အုပ်ဖို့မြေအောက်ပျောက်ကြားတပ်ဖွဲ့တာဝန်ခံကိုဒီဝါက RFA ကိုပြောပါတယ်။အဲ့ဒီစစ်ကြောင်းဟာတပြည့်စံရွာကနေတိန်ကိုမိရှုခဲ့ပြီးစိုင်းကဲတချို့ကိုလည်းယူဆောင်သွားတယ်လို့ဆိုပါတယ်။ညနေဘက်မှာလည်းစစ်ကားနှစ်စီးနဲ့စစ်ကြောင်းထတ်ထိုးဖို့ပြင်ဆင်နေတာကြောင့်အနည်းပဝင်ကြီးရွာတွေကလူငယ်တွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်ရှင်။ စကိုင်းတိုင်းထီးရိုက်မြို့နယ်6မိုင်အကွာကွင်းကြီးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်တချို့ပျက်စီးပြီးအမျိုးသားတယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ထီးကြိုက်တော်လှန်ရေးအဖွဲ့ TR ကမတ်လ9ရက်နေ့မှာထုတ်ပြန်ပါတယ်။မတ်လ10ရက်နေ့ညနေမှာစစ်ကောင်စီရဲ့မိထီလာရှန်ဒဲလီတပ်ကနေဂျက်တိုက်လီရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုကြောင့်နေအိမ်၅လုံးကနေ73စီဆိုင်မိလောင်ပျက်စီးသွားတယ်လို့ဆိုပါတယ်။ ဇန်နဝါရီလ20ရက်နေ့ကလည်းတုံလုံရွာကိုစစ်ကောင်စီတပ်ကလေးချောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်အသက်7နှစ်အရွယ်ကလေးတစ်ယောက်သေဆုံးသွားခဲ့ပါတယ်ရှင်စစ်ကောင်စီဟာအာဆီယံနဲ့ပြန်လည်ထိတွေ့ဆက်ဆံလာနေပြီးပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိနေကြောင်းအာဆီယံအထွေထွေအတွင်းမှချုပ်ကာအိုကင်ဟမ်ကပြောကြားလိုက်ပါတယ်။ကမ္ဘောဒီးယားမြို့တော်ဖနမ်ပင်မှာဖြစ်လို့တဲ့သတင်းဖိုရမ်တစ်ခုမှာဖေဖော်ဝါရီလ9ရက်နေ့ကအခုလိုဖြေကြားခဲ့တာလို့ခမာ Times သတင်းကဖော်ပြပါတယ်။ စစ်ကောင်စီကအောက်ဆီယံအစည်းအဝေးတွေကိုကိုယ်စားလှယ်ဆစ်လွှတ်ခြင်းမရှိခဲ့ပေမဲ့2024ခုနှစ်ကစတင်ပြီးစစ်ကောင်စီဟာအောက်ဆီယံရဲ့ဆက်ဆက်အစည်းအဝေးတွေမှာပို့ပြီးပါဝင်လာတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံအခြေအနေကိုအချိန်တိုအတွင်းဖြည့်ရှင်းနိုင်မှုမမျှော်လင့်ထားပဲအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့စိတ်ရှည်ပြီးဆက်လက်ပူးပေါင်းဆောင်ရွက်ရမယ်လို့ကာဝိုကင်ဖောင်ကပြောပါတယ်။မြန်မာပြည်ငွေလိမ်လုပ်ငန်းတွေကကဲတင်ထားတဲ့ထောင်နဲ့ချီရဲ့နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအနီးမှာတောင့်တင်းနေပြီးမြန်မာအနာပိုင်တွေကထိမ့်သိမ့်ထားကြောင်း The Indian Express ကမတ်လ9ရက်နေ့မှာဖော်ပြပါဗျာ။သူတို့ဟာအစားအစာနဲ့ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရဘဲပြည်ချက်နေတဲ့အခန်းတွေမှာနေထိုင်နေရတယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့လအတွင်းနိုင်ငံပေါင်းစုံပူးပေါင်းနှိမ်နင်းရာကငွေလိမ်ငိုင်းတွေကနိုင်ငံခြားသား8000ကျော်လွတ်မြောက်ခဲ့တယ်လို့ AP သတင်းကိုကိုးကားပြီးဖော်ပြပါရယ်။တရုတ်နိုင်ငံကသူတို့နိုင်ငံသားတွေကိုလေကြောင်းကပြန်ခေါ်ယူဖို့စီစဉ်ခဲ့ကြပေမဲ့ အိန္ဒိယပါကစ္စတန်နဲ့အာဖရိကအပါအဝင်တခြားနိုင်ငံသားတွေကတော့ထိုင်းနယ်စပ်အနီးမှာဆက်လက်တောင်းတနေတာလို့ဖော်ပြပါရရှင်။ဒီနေ့နေ့လေကင်းအထိနောက်ဆုံးရထားတဲ့သတင်းတွေကိုစုစည်းတင်ပြခဲ့တာပါ။ RFA ကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမထထအင်ရာအောင်ပါ။